လူတော်တော်များများစိတ်ဝင်စားနေကြတဲ့ဖန်ပြွန်တရေသားဆိုတာကိုစေပညာအရာတဆင့်ပြီးတဆင့်ဘလို့ဖန်တီးယူရတာလဲဆိုတာကိုသိရဖို့အတွက်ဆမာကဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးပါမယ်ရှင်။ပထမဦးဆုံးအဆင့်အနေနဲ့ကတော့အမေဖြစ်မဲ့အမျိုးသမီးစီကနေမာမျိုးဥတွေရယူဖို့ပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်အမျိုးသမီးတဦးကတလကိုတစ်ချိန်မာမျိုးဥ တဥတာထုတ်လွှင့်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဖံပြိုတရီသားယူဖို့အတွက်မှန်းထားတယ်ဆိုရင်တော့ဆံမားတို့ကဒီအမျိုးသမီးလေးစီကနေမာမျိုးဥတွေအများကြီးရအောင်ယူဖို့အတွက်စူးစမ်းရပါတယ်။ဒါကြောင့်မို့အမျိုးသမီးကိုဆံမားတို့ကဟော်မုန်းဆေးတွေထိုးမယ်။ထိုးပြီးတော့မာမျိုးဥတွေအများကြီးထွက်လာအောင်လို့လှုံ့ဆော်ပေးရပါတယ်။ဒါကြောင့်မို့အမေဖြစ်မဲ့အမျိုးသမီးလေးဟာဟော်မုန်းဆေးတွေကို၈ရက်ကနေ၁၄ရက်ကြာအောင်ပထမဦးဆုံးအစ်စ်အနေနဲ့ထိုးပေးရပါတယ်ရှင်။ ဒုတိယဆင့်နေနဲ့မာမျိုးဥတွေ ready ဖြစ်ပြီးအဆင်သင့်ဖြစ်ပြီးဆိုရင်ဇမားတို့က ACG ဆိုတဲ့ဆေးတမျိုးကိုထိုးပါတယ်။ဒီဆေးကိုထိုးပြီးတော့34နာရီကနေ36နာရီကြာတဲ့အခါမျိုးမှာ အမျိုးသမီးလေးကိုမိမကိုကနေတဆင့် ultrasound အကူအညီနဲ့တင်းနီတယ်ပေါ့နော်ဒီအပားလေးတစ်ခုကို ဒီမာမျိုးဥရှိတဲ့နေရာစီကို ထိုးထည့်ရပါတယ်။အဲ့ဒီမှာဆမတို့တွေကမာမျိုးဥတွေကိုဒီအလေးနဲ့စုပ်ပြီးတော့ယူခဲ့တာပဲဖြစ်ပါတယ်။ဒီ procedure ကိုလုပ်တဲ့အခါမျိုးမှာတော့ဆမတို့ကမေးစေးပေးပြီးတော့လုပ်တာပဲဖြစ်တဲ့အတွက်ကြောင့်မို့နာကျင်မှုကို မခံစားရပါဘူးရှင်။တတိယအဆင့်အနေနဲ့ကတော့ဖခင်လုံးမဲ့သူစီက spam လို့ခေါ်တဲ့တုတ်ပိုးကောင်တွေကိုစုဆောင်းရတာပဲဖြစ်ပါတယ်။ဖခင်ရဲ့ ုတ်ပိုးရည်တွေထဲမှာရှိတဲ့တုတ်ပိုးကောင်တွေကိုဆရာမတို့ကထက်ခွဲကမ်းမှာဆန်းစစ်ပြီးတော့အကောင်းဆုံးသောတုတ်ပိုးကောင်တွေကိုခွဲထားပြီးတော့တတိချာချာလေးပြင်ဆင်သိမ်းထားပေးရတာပဲဖြစ်ပါတယ်စတုထအဆက်အနေနဲ့ကတော့ဒီမာမျိုးဦးနဲ့ ဖခင်ရဲ့တုတ်ပိုးကောင်တဲ့ကိုပေါင်းဆက်ရမယ့်အဆင့်ပဲဖြစ်ပါတယ်။ဆရာမတို့ကဖခင်ရဲ့တုတ်ပိုးကောင်နဲ့မိခင်ရဲ့မာမျိုးဥကို အတူတကွပေါင်းဆက်ပေးတဲ့ဖြစ်စဉ်ကိုဆရာမတို့ laboratory dish လို့ခေါ်တဲ့ပေါ့နော်ဓာခွဲခန်းသုံးဖန်ပြပေါ်မှာပြုလုပ်ပါတယ်။ပြင်စမအဆင့်အနေနဲ့ကတော့ဒီလိုမျိုးဖခင်ရဲ့တုပ်ပိုးနဲ့မိခင်ရဲ့မာမျိုးဦးနဲ့ပေါင်းဆက်ပြီးလို့တရေအောင်ပြီးသွား ဥတွေကိုကျမတို့ incubator လို့ထဲမှာ3ရက်ကနေ6ရက်ကြာကြာစောင့်ကြည့်ပါတယ်။စောင့်ကြည့်ပြီးတော့ဒါလေးက grading ပေးတယ်ပေါ့နော်အဆင့်သတ်မှတ်တယ်အရေးအသွေးပြည့်မီပြီဆိုတာသိကြပြီဆိုရင်တော့မိခင်ရဲ့1 byte ထဲကိုတအိမ်ထဲကိုကိုဝင်ဆောင်ဖို့အတွက်ဒီတရေအောင်ပြီးသားဥတွေကိုထည့်သွင်းပေးမှာပဲဖြစ်ပါတယ်။သူဒီမိသေးတွေထုံသေးတွေလည်းမလိုအပ်ပါဘူးပုံမှန်ရိုးရိုးရှင်းရှင်းကတိတာပြွန်လေးနဲ့တဆင့် အမေရဲ့ဖိုက်ထဲကို အောင်ပြီးသားမမျိုးကိုထည့်သွင်းပေးတာပဲဖြစ်ပါတယ်။ထည့်ပြီးပြီဆိုရင်တော့ဇမားတို့နောက်ဆုံးအဆင့်ကတော့စောင့်ကြည့်ရမယ်အဆင့်ပေါ့နော်။နှစ်ပတ်စောင့်ကြည့်ရပါတယ်။နှစ်ပတ်စောင့်ကြည့်ပြီးရင် pregnancy test လို့ခေါ်တဲ့ကိုဝင်ရှိမရှိသွေးစစ်ရတဲ့စစ်ဆေးမှုကို လုပ်ရပါတယ်။အလုပ်လိုက်တဲ့အခါမျိုးမှာတကယ်လို့အောင်မြင်နေဆိုရင်တော့မိမိကဖန်ပြောတဲ့ဒေတာထည့်သွင်းခြင်းအောင်မြင်သွားပြီလို့ပဲခေါ်ဆိုနိုင်ပါတယ်။ ဒီလိုမျိုးဖန်ပြွန်တရေသားထဲ့ခြင်းကအောင်မြင်နိုင်တဲ့နှုံးကလည်းစမတို့35နှစ်အောင်အမျိုးသမီးတွေမှာဆိုရင်တစ်ခါပြုတ်လောက်တိုင်းပြုတ်လောက်တိုင်းမှာ30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းကြားပဲအောင်မြင်နိုင်စွမ်းရှိပါတယ်။100ရာခိုင်နှုန်းအောင်မြင်မယ်60ရာခိုင်နှုန်းမကြော်တာမို့လို့အောင်မြင်နှုန်းနည်းနိုင်တယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့်မို့တချို့သူတွေမှာတော့တစ်ခေါက်စူးစားရုံနဲ့ဖံမျိုးတရီသားအောင်မြင်သွားတာမျိုးရှိနိုင်တယ်လို့တချို့သူတွေကြတော့လည်း၃-၅ခေါက်ထိစူးစားပြီးတော့ဖံမျိုးတရီသားအောင်မြင်အောင်လုပ်ရတာမျိုးလည်းရှိတတ်ပါတယ်။အမျိုးသမီးလေးတွေကိုဝင်ဆောင်နိုင်ဖို့ဆိုတာကလေဒီအမျိုးသမီးပေါ်မှာပဲမိခိုးနေတာမဟုတ်ပါဘူး။သူမရဲ့မမျိုးဦးလည်းကောင်းမွန်နေရမှာဖြစ်တယ်လို့ဖခင်လုံးမဲ့အမျိုးသားရဲ့တုပ်ပိုးခေါင်ရဲ့အရေးအသွေးတွေအရေးချင်းတွေအနေနဲ့ပြည့်မီနေရမှာပဲဖြစ်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ